ားလုံးမင်္ဂလာပါရေဝရှန်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့စတေမှာ30ရက်နေ့ဒီနေ့မှာအကြမ်းဖက်စစ်ခွစ်တက်ရဲ့ရခိုင်ပြည်မှာခွစ်တီဝက်တီတည်နေတဲ့အကြောင်းတွေကိုကျွန်တော်တင်ပြပေးချင်တယ်ဗျာဘာကြောင့်လဲဆိုတော့ထုံးစံအတိုင်းပေါ့ဗျာဝက်ရက်ကွက်ကလော်ဘီတွေဟာကျွန်တော်တို့ရခိုင်တက်တော် AA စစ်ရှုံးနေလို့ထွက်ပြေးနေရဆိုတဲ့အကြောင်းတွေကိုဖော်ပြနေကြပါတယ်ဆိုတော့ရခိုင်မြေမှာရခိုင်နေစစ်ရှုံးတာဘယ်တော့ကချဘူးပါတယ် ျွန်တော်ဒီနေ့တင်ပြမယ့်အကြောင်းအရာကညဝီရေတက်စကန်ဌာနချုပ်မှတေဆုံးသွားတဲ့စစ်ဘိုလ်ချုပ်တွေရဲ့အလောင်းတွေကိုတိတ်ဆိတ်သိမ်းချိုနေတဲ့အကြောင်းတွေကိုကျွန်တော်တင်ပြပေးမှာဖြစ်တယ်။ဒါပြင်လက်ရှိတော်လန်ရေးကာလတော်လန်ချိန်မှာစစ်မဏပြင်အများဆုံးဖွင့်ထားတဲ့အာရခတတ်တော် AA အကြောင်းကိုကျွန်တော်တင်ပြပေးချင်တာဗျာ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ရေတူရှင်နေမှာကြိုးစားပါတယ်။ ကျွန်တော်တို့ရှင်နေဟာဆိုရင်နေ့စဉ်နေ့တိုင်းနဲ့တက်တယ်။ဒါတို့တိုင်းကောင်းတွေကိုတန်းဆက်ပေးနေရမယ်။ကျွန်တော်ရဲ့ရှင်နေလည်းကိုလည်းဆက်ပေးနေပေးပြီ။ဘိုက်ကနေပြောပေးနေတာမျိုးကိုဆောင်နေတယ်။နေ့တွေကိုတောင်းဆိုရှင်ပါတယ်ခင်ဗျာ။ဂျမော့ပါတီခေါင်းဆောင်ခင်ကြီးကကျောင်းမြန်မာနိုင်ငံကိုဥဆောင်ဖို့ခေါင်းဆောင်ဖို့အစင်းသင့်ဖြစ်နေပြီလို့ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။သူဘာကြောင့်အဲစကားပြောတာလဲသိလားကျွန်တော်မိသားစု။ ARE ထိုင်းနဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဒါနှစ်စင်လို့တော့ပြောလို့ရတယ်မနေ့ကလည်းအင်တာဗျူးထွက်လာပါတယ်ဒီနေ့မှလည်းပဲ ARE ထိုင်းကနေပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့အင်တာဗျူးဆိုတာထက်အချင်းချင်းပြညီကိုတွေဆွေးနွေးနေတဲ့ပုံစံမျိုးလေးကိုတော့ကျွန်တော်တို့ကခံစားမိတာဆိုတော့ ARE ထိုင်းရဲ့မိတဲ့မိကုံကျွန်တော်ပြည်သူလူထုတစ်ရက်လုံးကဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ကျောင်းနိုင်ငံမှာဥဆောင်ပေးဖို့ခေါင်းဆောင်ပေးဖို့ပြောလာခဲ့ရင်ဘုချုပ်အနေနဲ့ဘယ်လိုမျိုးအဲလက်ခံလားတုတ်ပြဘယ်လိုမျိုးပြောဆိုမလဲဆိုတာမျိုးပေါ့နော်ဒီလိုအချိန်လေးမေးလိုက်တဲ့အချိန်မှာဘုချုပ်ထုတ်မျက်နှာပြောလိုက်တာရှင်းရှင်းလေးပါအဲ့လိုအင်တာဗျူးလေးတန်လေးထွက်လာတာနဲ့ခင်ကြီးကလည်းဒီနိုင်ငံကိုဥဆောင်ဖို့အတွက်အစင်းသင်ဖြစ်နေပြီဆိုတော့ဟာတေးကြတယ် ကျွန်တော်မိသားစုကျွန်တော်တို့တော်လှန်သောတပ်ဖွဲ့ဝင်တွေရဲ့အင်တာဗျူးတွေကျွန်တော်ရုပ်သံမှတ်တမ်းသတင်းတွေကိုဒီကောင်နေခိုးပြီးတော့နားထောင်နေတယ်။ AR နဲ့ဘယ်လိုထူးမြတ်နိုင်တဲ့အင်တာဗျူးဒီအင်တာဗျူးကိုခင်းချီကြားသွားလို့သူကလည်းပဲနိုင်ငံကိုဥဆောင်မယ်ဆိုပြီးတော့ဖတ်ပြောလာတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ပြည်သူပဲဆုံးဖြတ်မှာဖြစ်တယ်။ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဟုတ်ပြီဒီဘက်ကတော့ချမ်ဖို့ကခင်းချီဒီဘက်ကတော့အခက်တက်တော့ AA လက်ရှိကျွန်တော်မြန်မာနိုင်ငံမှာတော်လန်ရေးမှာအောင်မြင်ဆုံးတဲ့ဒါစွမ်းဆောင်ရည်ပြေဝဆုံးပြီးတော့အခက်ခဲမျိုးစုံကိုကြမ်းကြမ်းခံခုခံကြော်လာနိုင်တဲ့ဘုရုပ်ထုံးမြတ်နိုင်တဲ့သူတို့နှစ်ဦးကိုဘယ်သူကျွန်တော်နိုင်ငံကိုဥဆောင်ဝင်ပေးမလဲဆိုတာမျိုးကျွန်တော်တို့အလွတ်သဘောကျွန်တော်ရဲ့ဗီဒီယို comment မှာရေးသားဖော်ပြနိုင်ပါတယ် ီသတင်းလေးကျွန်တော်မပြောခင်မှာကျောင်းမိသားစုကိုကျွန်တော်အချက်လေးအချက်လက်လေးနှစ်ခုပြပြခြင်းပါတယ်အာကျွန်တော်ရေဘော်ရင်းနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်အကောင်းဆုံးစီစဉ်ဆောင်ရွက်နေပါတယ်အလက်ရှိအချိန်မှာအာလက်မဆက်သွေးရေးအခက်အခဲတွေနဲ့အာ connection မနော်အာ connection ဖြတ်တောက်ခံထားရတဲ့အခြေအနေတွေနဲ့ကျွန်တော်နဲ့ဆက်သွယ်မရသေးပါဘူးမနက်ဖြန်ကြရင်တော့ကျွန်တော်လည်းသတင်းကောင်းကြားရဖို့မျှော်လင့်နေပါတယ် ျွန်တော်တို့ရဲ့ခက်ခဲမှုပါတစ်ခါတည်းမှာကျွန်တော်တို့ရဲ့အသက်တွေမှာပေးရနိုင်တဲ့အခြေအနေဟိုကျွန်တော်တို့ရဲ့ခက်ခဲမှုလို့ဆိုတာပါတော်လိုင်းမှာကျွန်တော်တို့အချက်တဲတွေမွန်ချက်မှုတွေကျွန်တော်တို့ဖိအားမျိုးစုံကိုရင်ဆိုင်ကြော်ဖြတ်ခဲ့ပြီးပါပြီဒါဟာကျွန်တော်တို့တက်ခက်ခဲလို့တော့ကျွန်တော်တို့ကမတတ်မှတ်ပါဘူးကျွန်တော်တို့တန်ရာရခဲ့ဘူးတယ်ကျွန်တော်ကုနဲ့လည်းတန်ရာရခဲ့တယ်ပြီးတော့ယနေ့အချိန်ထိလည်းကျွန်တော်ကျမကြီးအတွက်ကျွန်တော်အစေအဝါကုသမှုခံယူရတဲ့အချိန်တွေဒါကလည်းကျွန်တော်အတွက်ခက်ခဲမှုပေါ့ ျွန်တော်တို့ရဲ့အခက်အခဲဆုံးအချိန်ဆိုရင်တော့ကျွန်တော်တို့ဒီဒေါ်လာရေးဖီလန်းကိုကျွန်တော်အဆုံးထိမလျှောက်နိုင်တဲ့ကျွန်တော်တို့ရဲ့အသက်တွေပေးလူရတဲ့အချိန်တွေပဲဖြစ်ပါလိမ့်မယ်နောက်တစ်ခုကဒီနေ့ကျွန်တော်ရဲ့ခီးစဉ်လေးတစ်ခုမှာမှတ်တမဲပေါ့နော်ကလီးငယ်လေးတွေတိတိလေးတွေတိတိလေးတွေအယောက်80လောက် စာတင်နေတဲ့နေရာလေးတစ်ခုကိုကျွန်တော်ရောက်သွားပါတယ်ကျွန်တော်တိုင်းရင်းသားကလင်းငယ်တွေအစုံဝန်းကျွန်တော်မိသားစုကျွန်တော်မြန်မာကလင်းငယ်တွေဗမာကလင်းငယ်တွေကိန်းကလင်းငယ်တွေလည်းပါပါတယ်ဆိုတော့တို့ကိုကျွန်တော်တို့ဒီပညာသင်ကြားနိုင်ဖို့အတွက်ကျိုးစားပြီးတော့ရုံးကန်လှုပ်ဆောင်ပေးနေတဲ့သူတွေရှိပါတယ်။ဆိုတော့ကျွန်တော်အဲ့ဒီမှာတွေ့လိုက်ရတာကသူတို့တက်စိတ်မကောင်းကြပါဘူးเนาะ သူတို့ဟာစပေးရှောင်လာတဲ့လူတွေဖြစ်တယ်ပြီးတော့နီမိုးစုံတဲ့ပေါ့နော်နိုင်ငံတွင်းရတွေထပေးလာကြရတဲ့သူတွေဖြစ်တယ်ကလင်းငယ်တိတိလေးတွေပြအချို့ကလင်းငယ်တွေမွေးစင်းမရှိဘူးတဲ့ဆိုတော့ဘာကြောင့်မွေးစင်းမရှိတာလဲဆိုရင်သူတို့ဟာဆေးဥမာလည်းတက်ပြီးတော့မမွေးရဘူးတော်ရဲတောင်းနေကျွန်တော်ရာလောင်တဲတွေမှာပဲကလင်းကိုမွေးရတယ်မွေးရတော့သူတို့မှမွေးစင်းမရှိကြဘူး လူတယောက်ဟာမွေးစင်းမရှိဘူးဆိုရင်နိုင်ငံသားပျောက်တဲ့ပုံစံမျိုးအထီတောင်ဖြစ်နိုင်တာကိုလည်းကျွန်တော်မိသားစုဝင်တွေတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့နိုင်ငံတွင်းကကလင်းငယ်တွေအန္တရာခတ်တော့ကျွန်တော်တို့တိုက်ပွဲဝင်နေတာဖြစ်တယ်ဒီကလင်းငယ်တွေအတွက်လည်းကျွန်တော်လုပ်ပေးနိုင်တဲ့အရာတွေကိုထပ်မံပြီးတော့ကျွန်တော်လုပ်ပေးနိုင်ဖို့ကျွန်တော်စူးစမ်းပါမယ်ပြီးတော့ကျွန်တော်စူတောင်းရင်းနဲ့ကျွန်တော်အကောင်းဆုံး လမ်းပြနိုင်ဖို့အတွက်ကျွန်တော်မျှော်လင့်မိပါတယ်ဟုတ်ပြီရေဝင်းနဲ့ပတ်သက်ပြီးတော့ဗောနော်အဲကျွန်တော်မိသားစုဝင်နေစိတ်ပူပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့အရာရာကိုဖျက်ကျော်နိုင်ပါတယ်ကျွန်တော်တို့မဖျက်ကျော်နိုင်တာကတော့ငွေကြီးကြီးပါပဲဟုတ်ပြီနောက်ဒီနေ့ကျွန်တော်တို့ဗောဗျာ တက်တာမရှိပါဘူးနော်โอเคသတင်းပဲပြန်သွားမှာကျွန်တော်ဒါဆက်ဝင်ညဝီရတဲ့ဌာနချုပ်အတွင်းကတိဆုံးသွားတဲ့အရာရှိကြီးတွေဘူဒုတ်ကြီးတွေရဲ့အလောင်းကိုခေါ်ပြီးတော့တိတ်ဆိတ်မြည်သိကြုံနေရတယ်ဆိုတော့အရက်ကလို့ကြားလို့မှကောင်းသေးရဲ့လားဒါပေမဲ့ကျွန်တော်တို့ကြားတာကတော့နဝင်ချူတယ်ကောင်းတယ်ပေါ့ဒီသတင်းလေးကိုမပြောခင်မဲ့ဟိုဘက်ကက lobby တွေ ကောင်ကတော့နည်းနည်းစဉ်းစားမြင်နေမြင်ပြ6800ဈာထက်တော့ပါလိမ့်မယ်။တခါတလေကျွန်တော်တို့တို့ကစကားပြောမှန်းရင်မဟာလာအုပ်စုကခေါ်ခေါ်ပြီးတော့နှုံဖုန်ခါခံရတာကလွဲလို့ပေါ့ဗျာ။ဒီထဲမှာမှကြောင်မျိုးမင်းတကောင်မှကျန်တော့မယ်ထင်တယ်။ကျန်တဲ့ကောင်လေကောင်တော့ဂျေအောင်ဘူးတဲ့။ဟုတ်ပြီဒါပေမဲ့လည်းတို့တွေကဆက်ပြီးတော့ဖာနေစေပါအလကတော့အေအေဟာတဲ့လက်ရှိသူရဲ့ထိုးစစ်တွေအတွင်းထဲမှာတဲ့ကစင်ကလျားနဲ့ထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကို ဖော်ပြနေကြတာဖြစ်ပါတယ်ဟုတ်ပြီဘသူကကစင်ပြားနဲ့ဖပီးတာလဲဘသူကပုစုပဆက်တင်နေတာလဲဆိုတာကိုကျွန်တော်သတင်းမှာကျွန်တော်အချက်လက်လေးနဲ့ကွာတင်ပြပေးပါမယ်လက်ရှိအချိန်မှာရခိုင်ပြည်ကြောက်ပြူမြို့နယ်မှာအရကတတော် A နဲ့ဂျမ်ဖတ်စစ်ခွေးတက်ကြားပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ်အဲ့ဒါကအမှန်ပါအဲ့ဒါဖြစ်တဲ့တိုက်ပွဲတွေမှာအရကတတော် A ကတောက်ကြားစနစ်ကိုအဓိကသုံးပြုနေတယ် ပြီးတော့အဲ့ဒီထိုးစစ်တွေကိုတက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းတွေကိုလည်းပဲကျွန်တော်တို့ဂျာပြတ်တိုက်ခိုက်မှုတွေအတွင်းထဲမှာစိုက်ပါနဲ့အာရပါရထုတ်တာတွေပြီးတော့ဂျာပြတ်မိုင်းဆွဲတိုက်ခိုက်မှုတွေအတွင်းထဲမှာအကြမ်းဖက်စစ်ခွေးတက်ရာနဲ့ချီပြီးတော့သိဆုံးနေဆိုတဲ့တည်င်းဒီကနေ့ညနေပိုင်းညဦးပိုင်းလောက်ပြောလို့ရကျွန်တော်မြင်တော့ထွက်လာပါတယ်ဟုတ်ပြီဒါပဲလားမဟုတ်သေးဘူးတို့တွေတရားမှခေါ်သွားတဲ့ ကြည့်တော့အင်အားတွေအများကြီးပေါ့ဗျာအာစကားတွေတက်လာစကားဆယ်စီး15စီးစီးနှစ်ဆယ်စသည်အားဖြင့်ပေါ့ထဲထဲမှာပါလိုက်ကောင်တွေကငစနူတွေအဲ့တော့အာရခမြေမှာပုံဆိုးတာပေါ့ဗျာရခိုင်မြေကိုနင်းပြီဆိုတာနဲ့ကြောက်ချေပန်ရှူပါထွက်နေတဲ့ကောင်တွေအခုအာရခတက်တော့အေးရတကောင်ချင်းကြီးလိုက်ပြီးတော့ကုတ်ဆွဲနေရတယ်ဟိုပြေးဒီပြေးနဲ့အော်မြောက်တူမြောင်းကြပဲရေနစ်သေးကျွန်တော်တို့ပတ်ဝန်းကျင်ကထိခိုက်သေးတယ်ဟုတ်ပြီကျောင်းရမသားစုအာရခတက်တော့အေးရလည်းထုတ်ပြန်ချင်းညာထားတယ် ရတပ်ပြည်သူတွေအထူးသဖြင့်ပြဖို့ဘာဖြစ်လို့လဲဆိုခွေးလွေခွေးလင့်တွေချေဥတက်ရပြင်းနေလို့ပါတဲ့လက်ထက်မှာလည်းတနက်တွေနဲ့ဖြောက်ပြင်းနေတော့ကျွန်တော်ရတပ်ပြည်သူတွေအတွက်အဲစိုးရိမ်နေရတဲ့အခြေအနေပြဘာဖြစ်လို့ပြင်းနေတာလဲဟုတ်ပြီကျွန်တော်စနေမှာ20နှစ်နေရကြာပြီရေဒက်စကန်ဌာနချုပ်တင်းမှာဂျာဒူးအလုံးကိုကြီးမားတဲ့အချာဖက်စစ်ခွေးတက်ရအရာရှိတယ်အားရတော့ AA ရဲ့ဒါပြကတ်မှုတွေကြောင့်သိဆုံးပြီးတော့ထဲထဲမှာတိတ်တိတ်တင်းကျုံနေရာကြောင်းကိုသိရှိထားရပါလေ ရန်ပစိခိုးတဲ့အလောက်ထိအထိနာပေမဲ့လည်းပဲကြောက်ဖြူမျိုးပေါ်မှာလက်ရှိအချိန်မှာသူတို့ဘက်ကနေအตาစည်းတွေရယူထားတယ်သူတို့ဘက်ကထိုးစစ်တွေဆင်နွှဲနိုင်တယ်ကျွန်တော်တို့ရဲ့ဘခိုင်တပ်ဖွဲ့ဝင်တွေကထွက်ပြေးနေရတယ်လို့လည်းအာတာဖြီနေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီကောင်နေအတန်ထွက်လာပြီဆိုသေကြတယ်အဲ့ဒီပွဲအဲ့ကောင်နေရှုံးနေတာကျွန်တော်တို့ချွေချူပြောစရာမလိုရေနံကြောင်းသားဇော်မဲလိမ်ပြောပြီဆိုတာနဲ့အဲ့ကိစ္စကကြောင်းမြန်ဆိုတာကျွန်တော်မိသားစုဝင်တွေသိပြီးသားပါဟုတ်ပြီ သူတို့ဘက်ကကျွန်တော်တို့ရခိုင်တပ်ဖွဲ့ဝင်တွေတောက်မခံနိုင်တော့ဘူးစုတ်ပြေးနေကြတယ်ဆိုတော့ရခိုင်မီးကသူတို့အတွက်စစ်တင်ကြိုင်းเนาะဘုရုထုမျက်နိုင်ကအဲကျွန်တော်ပြည်သူလူထုကဘုရားထုမြင့်နိုင်ကိုရွေးချယ်ပြီးတော့ခေါင်းဆောင်အဖြစ်နိုင်ငံကိုဥဆောင်ဖို့အတွက်ဆိုပြီးတော့အင်တာဗျူးလေးထွက်လာတော့မှဟိုမှာခင်ရကပန်းကရန်အမဟုတ်ဘူးကျွန်တော်ခေါင်းဆောင်လုံနိုင်တယ်ကျွန်တော်ခေါင်းဆောင်လုံနိုင်ဖို့လဲစဉ်းစားဖြစ်နေပြပြီးတော့ထွက်ပြောရတဲ့အခြေအနေအခုလဲအဲ့လိုဖြစ်နေတာကျွန်တော်မိသားစု င်းမြို့နယ်အနက်မှာလည်းအင်အားထောင်ချီတုံးပြီးတော့စစ်ကြောင်း၄ကြောင်းခွဲပြီးတော့စစ်ကြောင်းထိုးတက်လာတာအဲဒီစစ်ကြောင်း၄ကြောင်းလုံးကိုလေကအရကတက်တော့ AR sniper တွေနဲ့ပြက်ကတ်ချိန်မုံမှုတွေ drop bomb တွေနဲ့ဘုံတီချဲဘုံတီချဲပြီးတော့လက်နက်ကြီးတွေနဲ့စစ်မပြတ်ပြက်ကတ်မှုတွေကြားထဲမှာအဲဒီစစ်ကြောင်း၄ကြောင်းလုံးဟာဘယ်ရောက်လို့ဘယ်ကြောင်မဲမသိထွက်ပြေးနေကြတာအခြေအနေပါစစ်ကြောင်းမပလာလဲဂျန်ဖက်စစ်ခွတ်တက်ရဲ့ခေါင်းဆောင်ပိုင်းအကြီးပိုင်းတွေလည်းပဲဝေဂျင်ပြီးတိတ်ဆုံးနေတယ်ဆိုတဲ့သတင်းတွေထပ်ပေါ်လာပါတယ် ီပွဲကတည်ရမရှိဘူးเนาะကျွန်တော်မိသားစုကျွန်တော်ဘောလုံးပွဲကြည့်တယ်လို့မျိုးနိုင်အရှုံးတည်ရရလက်ပြီးရရင်ကျွန်တော်လက်ဝဲပွဲတွေကြည့်တယ်လို့မျိုးနိုင်အရှုံးအချို့လက်ဝဲပွဲတွေမှာလည်းတည်ရဆိုရရလက်တရှိတယ်ဒိုင်လူကြီးရဲ့အဆုံးဖြတ်တည်လေရှိတယ်ဒါဟာတော်လှန်ရေးဖြစ်တယ်ကျွန်တော်ပြည်သူတည့်ရလုံးရဲ့နာကျင်မှုကျွန်တော်ပြည်သူတည့်ရလုံးရဲ့ခံစားခဲ့ရတဲ့ အရာတွေဟာဘယ်တိုင်းလူကြီးမှကျွန်တော်တို့အမှတ်လာပြီလို့မရဘူးဒါလေးကိုကျွန်တော်မိသားစုဝင်တွေလည်းသိပြီးသားပါဒါပြင်ဒီပွဲကပည့်ရင်မရှိဘူးကျွန်တော်မိသားစုကျွန်တော်တို့ကိုပြက်သွင်းတော့မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုဝင်တွေကိုတိတိချာချာခိုင်ခိုင်မာမာကျွန်တော်ပြောရတယ်ဘယ်ကာလဘယ်နေ့လဲဆိုတာအခုကျွန်တော်မိသားစုမကြခင်မှာအခုလောက်ကုန်အခုလောက်ကုန်တဲ့ရက်မကြခင်ရှစ်လတွေမှာကျွန်တော်မိသားစုတွေကြားမှာဖြစ် ော်လည်းအဲ့ဒီသတင်းကြားလိုက်ချင်းမှာရန်ဝန်တာသွားတယ်ကျွန်တော်တောင်ပိုင်းကဒီကောက်ဝဲတစ်ဖက်ဝင်လူလဲစိတ်ပိတ်နေအောင်ခံရတော့တော့မဟုတ်ပပီးနေရတာပပီးနေရအာဟိုမတစ်ဖက်ဒီမတစ်ဖက်ဟိုဘတစ်ဖက်အာရှုပ်ချက်ခတ်ရန်ကိုကျွန်တော်တို့ဘလုံးမကိုညံရတော့မမိလို့စဉ်းစားလို့တော့မရတဲ့အခြေအနေမျိုးနဲ့ကျွန်တော်တို့မှာကျွန်တော်တို့ကိုယ်နိုင်ဖြစ်ရှင်းလို့မရတဲ့အရာတွေအများကြီးရှိဒါပေမဲ့ဒါတွေကအချိန်တန်းခဏပါပဲကျွန်တော်ညီသားဆို အခုတို့နေရာစုံမှာအင်အားထောင်နဲ့ခြီးပြီးတော့တုံးနေအင်အားအလုံးကြီးနဲ့တုံးနေတို့ကရွေးကောက်ပွဲအတွက်ပဲဒါနောက်ဆုံးအချိန်တို့အတွက်ကျွန်တော်အားသာနည်းနဲ့ပဲကြည့်မယ်ကျွန်တော်ရင်မိသားစုဝင်ကျွန်တော်ဘောလုံးပွဲတစ်ခုမှာခရာစမောက်ပြီဆိုတာနဲ့အသေးအတန်ကွင်းပတ်ပြေးပြီးတော့အသေးအတန်အားဆိုင်ချိန်နဲ့ကြာနေတဲ့ခြေကုန်လက်ပန်းကြာလာ အဲ့ဒီအချိန်ကျွန်တော်တို့ရဲ့စစ်စင်ရေးကျွန်တော်တို့တကယ်တက်ပြီဆိုရင်ဘယ်သူမှမခံနိုင်ဘူးဆိုတာကျွန်တော်မိသားစုတွေတွေ့ရှိဖြစ်ပါတယ်လက်ရှိကျွန်တော်နိုင်ငံသားတစ်ဖွဲ့ဝင်အားလုံးကလည်းကျွန်တော်တို့အားလုံးနဲ့အတူတူထပ်တူရှိနေတာကျွန်တော်အဖြေပေါ်ပြီးသွားပြီလေအဖြေပေါ်ပြီးသွားပြီမင်းအမေစကားမနဲ့ပေါပေါမရောက်နိုင်နေမဲ့ဘလူးပလဲလုံးလုံးကြားပြန့်လုပ်ပြီးတော့ပဲရက်ဒီရက်ဒီတိုက်စလို့လုံးကျွန်တော်တို့လှည့်ကြရင်တော့ ကျွန်တော်ပြည်သူလူထုဆန္ဒနဲ့အညီတရားခံတွေအကုန်လုံးဟာကောင်းစင်ပေးအောင်ဖြစ်ပါတယ်ဟုတ်ပြီအကြံဖက်စခွေးတက်ရဲ့အရေးပါလာတဲ့ထောက်ပို့အရေးကြီးလာတဲ့ဂုံကြီးကိုအရကတက်တော့အေအေကအခုရပိုင်းတွင်းသိမ့်လိုက်တာဖြစ်တယ်အရန်ရေးကြီးတဲ့နေရာအဲ့ဒီနေရာကိုလက်လွတ်ပြီးတော့လက်ရှိအချိန်မှာကတိစကန်တွေကိုလည်းပဲထပ်မံပြီးတော့ ိုက်ခိုက်ထားတယ်ပြီးတော့နေရကန်လီကြောင်းရဲ့ကာဝေးစကန်ကိုလည်းပဲကျွန်တော်တို့ကထိမ့်ချုပ်ပြီးဖြစ်တယ်ဆိုတော့အဲ့ဒီဂုံကြီးကိုကျွန်တော်တို့တိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းတွေမှာသူတို့ဟာရှုံးနေပေမဲ့လဲပဲသူကတော့အောက်ကပါဗျအောက်ကတော့အော်နေသေးပေါ့အဲ့လိုပုံစံမျိုးကျွန်တော်မိသားစုနေဟုတ်ပြီရမ်းကိုအတေပြောက်များတယ် ဒီချိန်မှာဝိုင်တွဲကနေပြီးတော့ဒီကြောင်ကနေပြီးတော့ဘုံကျဲတက်ခိုက်မှုတွေစတိုက်လုံဆောင်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒီနေ့ကျွန်တော်သတင်းပြောနေတဲ့အချိန်မှာတော့ပါလေဝိုင်ကျဲနေတဲ့ဆက်ကတက်မနေဘုံလာကျဲတဲ့ဘုံကျဲတဲ့နေရာတွေဟာကျွန်တော်တို့ပေါ့နော်ဒါမရှိတဲ့နေရာတွေများပါတယ်လက်ရှိအထိကတည်းကလုံးဝမရှိဘူးလို့ကျွန်တော်တို့သိရှိထားရတယ်။ဘလုံးမှာဒီလေချောင်းတုံးတုံးရေချောင်းတုံးတုံးအရကတက်တော့ AA ကိုမနိုင်နိုင်ဘူးလို့လက်ရှိ ါကတတော့ AA ရဲ့ data အခံပြည်သူကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့တက်ခိုက်တိုက်ပိုက်ထားတဲ့လည်းနဲ့ခရန်ချုံနဲ့ဂျမ်ဖက်စစ်ခွစ်တက်လောင်းတွေကိုပြီးတော့အရကတတော့ AA ကနေပြီးတော့အမြောင်မြတ်သိသိရမိထားပြီးတော့လည်းနဲ့ချလင်းဝင်သူတွေလည်းရှိနေစေဖြစ်ပါတယ်လည်းနဲ့ချလင်းဝင်တဲ့သူတွေထွက်ပြေးနေတဲ့သူတွေအများစုကလက်ရှိနောက်ပေါက်တွေဖြစ်ပါတယ်ပါစစစ်မှုဒန်းနဲ့ပါလာလိုက်အောင်တွေဖြစ်ပါတယ်ပြောချင်တာကတော့လူဖြစ်ပြီးတော့ လူလုံးရက်တီရတဲ့ခေါင်းတွေဖြစ်ပါတယ်။ဟုတ်ပြီ။ရခိုင်ပြည်တောင်ကုန်းနဲ့အမ်းမြွနဲ့တွင်တွေကိုဒါပြန်လဲဝင်ရောက်နိုင်ဖို့တဆေးမျောလင်းချက်ကြီးကြီးနဲ့တောင်ကုန်း brown ရိုးလမ်းပေါ်ကိုအမ်ပထန်တောင်ရိုးလမ်းပေါ်မှာဂျန်ဖက်စစ်ခွေတက်ကနေအမ်ထောင်နဲ့ချီပြီးတော့ဖြည့်ပြီးတော့စစ်ကူပေးတယ်ပစ်ကူပေးတယ်အဲ့ဒီနေရာကိုထိုးစစ်ဆင်ကြည့်တယ်ဒါပေမဲ့လုံးဝကိုအလုံးဖြစ်တာကိုတွေ့ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အရကတက်တော့ A ရဒါတွေအတွက်ချိုးတင်ပြီးတော့ season ထားပြီးဖြစ်ပါတယ် တယ်လက်တိုင်းမှုတွေလက်ကြည့်ပြစ်ချက်မှုတွေပြီးတော့တကင်းမဲ့ကိုအလိုလျောက်ဝင်လာဖို့တွေမြောက်များစွာသောစေပိရတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်နေတာဖြစ်တယ်လို့ကျွန်တော်ရေးပြီးမြဲပေါ့တူကသတင်းပေးပို့ထားတာဖြစ်ပါတယ်ချီလီချင်းမြစစ်ကြောင်းကပ္ပစ14ဘက်ကကြောင်းတာလန်ဘေညာကြောင်းခွဲတက်လာတယ်စကားကတော့အစီး20လောက်ရှိတယ်စကားပေါ်မှာလည်းလက်နက်အင်အားလူရင်းအပြည့်ဖြစ်တယ်သူရဲ့အဓိကဖောက်ပို့စကန်အချို့လက်လွတ်ပြီးတဲ့နောက်ပိုင်းတွေမှာအခုလိုမျိုးထိုးစစ်ဆင်မှုအတွက် က်လာကြတာဖြစ်တယ်။ဘလောက်ပဲစစ်ကားတွေများပါစေဘလောက်ပဲအင်အားများပါစေသူတို့ဟာလက်ရှိချိန်မှာအခွန်တက်တက်ဖြစ်ပါကျွန်တော်တားဆို။စစ်မြေပြည်နိုင်မှာကျွန်တော်တို့ကြုံတွေ့ပြီးသားလေကြောင်းကနေဘုံကျဲမယ်လက်လက်ကြီးတွေနဲ့တဂျင်းဂျင်းနဲ့အတန်ပြုတ်ပြီးသွားရင်ကြားပြီမင်းတို့တက်လို့ရပြီတက်။အော်ကောင်းနေရလဲမတက်လို့မရဘူးလေမတက်ရင်သူလည်းပြတ်တက်ခံရမှာဟုတ်ရှေ့ထဲမှာတည်သွားတယ်ဆိုဘယ်စစ်ဥပဒေဘာမှမရှိဘူး လက်ရှိခွေးရဲ့ဘဝအခြေအနေအဲ့လိုဖြစ်နေတာအဲ့တော့တို့လည်းတက်တက်တာနဲ့အရှိမအကုန်လုံးကပြင်ဆင်ပြီးသားအကုန်အပြောက်လက်ရှိဒီလိုအခြေအနေကိုအလကတက်တော့ AA ပုံဖော်ထားတာဖြစ်ပါတယ်တကယ်ကိုအားရချင်တဲ့ဖို့ကောင်းပါကျွန်တော်မိသားစုဝင်နေနေကန်လေချောင်းရံကာဝေးတက်စကန်အနီးတွေပြီးရင်နေကန်တောင်ကျောတစ်လျှောက်ဒါဂျူဂျာချူဂျာနေရာတွေမှာလည်းလက်ရှိအခြေအနေတိုက်ပွဲတွေဖြစ်ပွားနေတယ် ဘာလို့တိုက်ပွဲတွေဖြစ်လာတာလဲဆိုရင်အဲ့ဒီသူတို့ထိုးလာတဲ့စစ်ကြောင်းတွေဟာဒီတကွဲပြားနဲ့သူတို့ထွက်ပြေးနေတဲ့အချိန်မှာကျွန်တော်အာဂတ်တက်တော့အေးရနောက်ကနေလိုက်လံရှင်းလင်းတာတွေရှိတယ်ပြီးတော့သူတို့အချင်းချင်းနောက်ပြန်ပြေးလို့ပြတ်တက်နေတာဖြစ်တယ်လို့ကျွန်တော်တို့တိကျသိရရှိထားပါတယ်အချိန်နေရတော့အဲ့လိုဖြစ်နေတာကျွန်တော်ပြောခဲ့ပြီဒါမြန်မာတိုင်းနိုင်ငံလုံးမှာလက်ရှိအချိန်မှာစစ်မျက်နှာပြင်အများဆုံးဖွင့်ထားတဲ့ တက်ဖွဲ့အခုပဲရှိအရခတက်တော့အေးရှမ်းမြောက်မှာလည်းပဲညီနောင်မာမိတ်၃ဘွဲ့နဲ့တော့ပူပေါင်းပြီးတော့လက်ရှိကုံသွဲရေးကိစ္စတွေမှာလည်းပဲထိန်းချုပ်ဆောင်ရွက်နေတယ်ကျွန်တော်ညီသားစုပြီးတော့မကွေးတကြောမှာလည်းပဲကျွန်တော်တို့အရခတက်တော့အေးအေးနဲ့ပူပေါင်းပြီးတော့တက်ဖွဲ့ဝင်နေပြီးတော့ဘကောမှာလည်းပဲအရခတက်တော့အေးအေးနဲ့ပူပေါင်းတက်ဖွဲ့ဝင်နေပြင်မှာလည်းရခိုင်နေရှိရနော်ကျွန်တော်ညီသားစုအဲ့တကယ်ပဲ ကျွန်တော်မိလို့မျက်ချင်းနဲ့ကျွန်တော်မိသားစုဝင်တွေသိပါတယ်ကျွန်တော်တို့စစ်တင်တန်းပေးခဲ့တာကရော့ခိုင်တက်စုရော့ခိုင်အရာရှိကိုယ်တိုင်ကျွန်တော်တို့စစ်တင်တန်းပေးခဲ့ရော့ခိုင်ကဘလို့စစ်တင်တန်းပေးလဲဆိုတာကိုကျွန်တော်တို့ကနှစ်ဖူးနဲ့ဒူးနဲ့ကြုံခဲ့ရော့ခိုင်နဲ့ကျွန်တော်တို့ကအတူတူအကြောင်းထိုးမှုတဲ့ရဲဘော်ဖြစ်တဲ့အတွက်ရော့ခိုင်ကိုကျွန်တော်တို့ကအတကုံကြိုက်တာရော့ခိုင်မုတ်တီရှယ်ကြိုက်တယ်ကျွန်တော် တခဲကိုကင်မရာတခဲကိုတွေ့ပေးတာပဲတခဲကိုမထင်မှတ်တဲ့အချိန်မှာဘလို့လို့လို့လုံမန်းမသိပဲနဲ့အတက်ကြောက်ကြရအကျွမ်းဖက်စီခွတ်တက်ကောင်တော့36တိုင်းမရှင်ကျွန်တော်လေ့ကျင့်ခဲ့ရတဲ့ deep night ဒီတော့မဟုတ်ပါဘူးည night view တော့ပြောလို့ရတယ်အဲ့လေ့ကျင့်ရင်းအစီအစဉ်နဲ့ရင်းနှီးချိန်ထိကျွန်တော်တို့ခနာကိုကြက်ကင်မှုပေးနေစေဟုတ်ပြီအောင်ပွဲတွေကိုပဲဆက်ပြီးတော့ကြည့်အောင်ပါ ်အရခ data တွေတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့အရခ data အဆက်300ညာဖြစ်တဲ့ရခိုင်မကွေးအဆက်ရခိုင်ဘကိုးဆက်ရခိုင် ARE အဆက်အဲ့ဒီနေရာတွေမှာလည်းပဲအရခတက်တော့ AR ဂျမ်းဖက်စစ်ခွေးတက်လာတဲ့စကြောင်းမှန်များကိုအကုန်လုံးကိုတိုက်ခိုက်တိမ်ပိုက်ခြေမုံရင်းနဲ့အရှိကိုဆက်နေတာဖြစ်တယ်ဘိုင်းသူဘိုင်းသားတွေအားလုံးအတွက်အကေကိုအချိန်ကာကောင်းတစ်ခုဖြစ်ပါတယ် ေါင်းတောင်ခေါင်းနဲ့အနောက်မှာစီလုံးညီညွတ်တဲ့ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေကိုတွဲရမြင်တွေ့နေရဖြစ်တယ်။ဒီအတိုင်းနေမှာကျွန်တော်မိသားစုဝင်လေးသတိထားမိပါပါ။ကျွန်တော်တို့ ARSA အချမ်းဖတ်လက်နက်ကင်သူတို့တွေကဘင်္ဂါစတိတ်ကဆွေပြီးတော့နေဆက်ဖြတ်ကျော်ပြီးတော့အရခတ်တော် AE တက်စကန်တွေကိုတိုက်ခိုက်ခဲ့တာကိုကျွန်တော်တို့အရခတ်တော် ULA ကလည်းတရားဝင်ထုတ်ပြန်ထားတာရှိတယ်။ ကျွန်တော်မိသားစုကျွန်တော်ကနေဆက် border line မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဖြစ်တယ်ကျွန်တော်အဲ့ border line နဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသိတယ်ကျွန်တော်မိသားစုအဲ့တော့ border line မှာရှိတယ် Bengali စစ်တပ်ပေါ့နော် Bengali စစ်တပ်ငရဲဆောင်တပ်ကနေပြီးတော့သူတို့ခွင့်မပြုဝဲနဲ့ဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး border line မှာစစ်ယူနီဖောင်းဝတ်ထားမှစစ်တပ်မဟုတ်ဘူး ဘော်လိုင်းမှာရှိနေတယ်ကျွန်တော်တို့အချို့ဒေသခံအိမ်တွေကပါသတင်းပေးတွေအများကြီးရှိအာကျွန်တော်အမှန်တရားပြောမယ်ကျွန်တော်မိသားစုထိုင်းမြန်မာနယ်စပ်ဘော်ဒါလိုင်းမှာထိုင်းဘက်မှာရှိတဲ့ဘော်ဒါလိုင်းမှာတွေအဲ့ဒါကရင်တွေများတယ်ဒီဘက်မှာတစ်ချိန်လုံးပြေးနေရဟိုဘက်ကိုသွားနေရင်းနေဟိုဘက်မှာကလေးမွေမွေးရောလဲထိုင်းမွေစင်းနေပြီးတော့ထိုင်းမှာတောင်ရလောက်တာကထိုင်းနိုင်ငံသားတွေတောင်ရမလုပ်ဘူးထိုင်းနိုင်ငံသားတွေတောင်ရလောက်တာရှားရှားတယ် အရင်ကကျွန်တော်တို့ဘလို့ခေါ်လဲအဲကျွန်တော်မျှော့လို့ခေါ်တာပေါ့နော်မျှော့မျှော့လို့ရှိတယ်မျှော့တယုံကြီးပေါ့နော်တယုံကြီးမျှော့မျှော့လို့ကျွန်တော်တို့ကခေါ်တာပေါ့နော်အဲသူရဲ့အဲစင်သက်လာတဲ့မျိုးတွေကျွန်တော်တို့ပန်းတွေစိုက်တာရှိတယ်ပဲတွေစိုက်တာရှိတယ်ငူးပြီးစိုက်တာရှိတယ်ဒါပေမဲ့အဲအောက်ခြေလုပ်ငန်းတွေကိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကရှင်းပြောင်းလုပ်သမားတွေနဲ့အရင်တွေပဲလုပ်ကြတာဖြစ်တယ်ပြီးတော့အဲအဲ့လိုကျွန်တော်တို့ border line မှာရှိနေတဲ့ကျွန်တော်တို့တောင်ယာစောင်းတဲ့အိမ်တွေဂျွာတွေမှာရှိနေတာကကရင်ထိုနည်းကောင်းမဲ့ကျွန်တော်ဘင်္ဂလားဒေ့ရှ်မှာလည်းဒါပဲဆိုတော့ဒီအခြေအနေတွေမှာကျွန်တော်တို့ ရာစီလည်းနဲ့ကိုင်ဖွဲ့ရပါဒီ border line နေဆက်စီးကိုကြော်ပြီးတော့အခါတက်တော့ A A ဒဲကိုဝင်းအောင်တိုက်ခိုက်တယ်ပြစ်ခတ်တယ်ပြီးတော့ A စကန်းထိနေဆက်မှာရှိတဲ့အခါတက်တော့ A ရဲ့စကန်းလူကိုပါတိုက်ခိုက်တယ်ဆိုတာမျိုးကိုဘင်္ဂါထိတ်ကမသိဘူးဆိုတော့လောအမဟုတ်အဲ့ဒါဆိုလိမ့်နေခလီတော်တော်လိုင်းလို့ရတကယ်ကိုယ်ယူကောင်းတယ်လက်ရှိအခြေအနေတွေကိုကျွန်တော်တို့ကွင်းကုတ်ကတိချတာမြင်တွေ့နေရဖြစ်တယ် တို့နိုင်ငံကဒီခြေနေတွေနဲ့စုံသက်သွားစရာဘာအကြောင်းမှမရှိဘူးကျွန်တော်ရဲ့မိသားစုတော်တော်ယုံကြည်ပြပါမနေ့မင်းအွန်လိုင်းကဘာပတ်ပြီးတော့ရှောက်သွားပြတယ်လန်ဒလာပြတယ်ဓပုံကြီးလိုက်ပြတယ်သူဘာလို့ဘာကြောင့်လဲအနောက်ကတေဝန်နေဒီရွေးကောက်ပွဲလုပ်ရမယ်ဒီရွေးကောက်ပွဲလုပ်ပြီးတော့မှမင်းဟာဘလို့ခြေနေမျိုးဆိုသူ့ကိုပလန်တွေလုပ်ပြီးသားအဲ့တော့ရွေးကောက်ပွဲမတိုင်ခင်မှာသူ့ရဲ့မျက်နှာကြီးလိုက်ပြတာဒါတစ်ချက်နောက်တစ်ချက်ကကြတော့ကျွန်တော်ရပ်ပြည်သူတွေနဲ့ ကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေကိုပြန်လည်ပြီးတော့ကောင်းတာချိန်မုံနိုင်ဖို့အတွက်လက်လက်ကြည်လိုအပ်တာတွေမှန်များကိုညီညွတ်စုံနဲ့လိုက်ပြီးတော့ခြေတာတစ်မျိုးငှားတာတစ်မျိုးပေါင်တာတစ်မျိုးရောင်းတာတစ်မျိုးတွေနဲ့သူပုံဖော်နေတာဖြစ်တယ်။ဒါလည်းကျွန်တော်အားလုံးသိရှိတာ။တို့ကတို့အစိုးရပါလို့ပေါ်နေလို့ရတဲ့နိုင်ငံပေနိုင်ငံမှမရှိဘူး။ရုရှားသွားတဲ့အာဏာရှင် တရုတ်သွားတဲ့အာနာရှင်ဘလာရုသွားတဲ့အာနာရှင်သူ့ကိုဘယ်သူမှနေရာမပေးပါဘူးကုလသမဂ္ဂဆင်မြင့်မာဆိုလည်းပဲဥကျော်မို့လို့နေရာကိုအကျံဖက်စစ်ခွစ်တက်ကဝင်နိုင်တဲ့ကောင်တကောင်မှမရှိဘူးလက်ရှိစင်စရာစင်အင်းတွေရလဲကျွန်တော်တို့တမကြီးပြီးတော့ဒေါ်စစ်ကြီးဒီအစိုးရအဖွဲ့ကယနေ့ချိန်ဒီကဘာမှာ စရင်အနေနဲ့ပါဝင်နေဆဲဖြစ်ပါရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ပွဲလုပ်လဲရှင်းရှင်းလေးပဲကျွန်တော်ရင်မိသားစုဒီရွေးကောက်ပွဲကကျွန်တော်နိုင်ငံကိုအတရားမှအာဏာသိမ်းပြီးတော့မှကျွန်တော်နိုင်ငံကိုပြန်ပေးဆွဲကျွန်တော်ခေါင်းဆောင်တွေကျွန်တော်တမားတွေကိုဖမ်းပြီးတော့မှပြန်ပေးဆွဲပြီးလုပ်တဲ့ရွေးကောက်ပွဲကဘာကလည်းသိတယ်ဒီပွဲမှာတရေမရှိဘူးကျွန်တော်ရင်မိသားစုကျွန်တော်အပြည့်ချိန်ပုံမှာဘာကြောင့်လဲဆိုတော့ကျွန်တော်ပေးဆက်ခဲ့တဲ့အရာတွေအတွက် ကျွန်တော်တို့စီမှာဒူးထောက်ပြီးတော့တောင်းပန်ရှင်တော့မှာကျွန်တော်လုံးဝဖွဲ့လို့မှာမဟုတ်ဘူးမင်းအောင်ဖလိုင်းနဲ့ပတ်သက်တဲ့အုပ်စုတစ်ခုလုံးပါဝင်တောက်တိုင်းနေအကုန်လုံးကိုကျွန်တော်အပိတက်ရိုက်ချိုးမှာဖြစ်တယ်ဒါကျွန်တော်လူငယ်တွေဘေးစကားဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုအားတက်မယ်လို့မျှော်လင့်ပါတယ်တို့ရဲ့တိုက်ခိုက်မှုတွေကတော်တော်လေးကိုအရှိန်ဟုန်ပြင်းလာတယ်လို့ဆိုရမှာဖြစ်ပါတယ်ပန်ဆယ်လိုတော်မှဒီနေ့မှာဒါဒီထောက်ပံ့ကူညီရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပေါင်နာအနေနဲ့သူ လောက်ကင်ပေးနေတဲ့ထောက်ပို့ပေါ့နော်ထောက်ပို့လုပ်ငန်းတွေရန်နာလိုက်ပြီးဆိုပြီးတော့တူတော်ပြောဆိုလာတာရှိပါတယ်ဒီလောက်ပြအကွက်ကြကြနဲ့စနစ်တကျနဲ့ဒီလောက်ကြီးဖိပြီးတော့ဒီလောက်ကြီးပြောနေတာသူလည်းလူသားပဲသူလည်း main ကလေးပဲကြာတော့လေဟိုဘယ်အဆင်မပြေဘူးပေါ့ဗျာဟာယူကြနီမျိုးစုံနဲ့ကျွန်တော်တော်လိုင်းကြီးကိုချိုးဖက်တိုက်ခိုက်နေတာဖြစ်တယ်ကျွန်တော်မိသားစုတွေမြင်အောင်ချိန်ပေးပါ ကျွန်တော်ပေါင်ပိုင်းကပေါင်ပိုင်းသားဖြစ်တဲ့အတွက်ကျွန်တော်ပြောချင်တာကတော့ DGB ထဲမှာရှိတဲ့ PDF လူငယ်တွေဘယ်လမ်းကိုရွေးမှလဲ PC ထဲမှာရှိတဲ့ PDF လူငယ်တွေဘယ်လမ်းကိုရွေးမှလဲ PDF ထဲမှာပါရှိနေတဲ့ PDF ဆိုတဲ့အမိခံကောင်းနေမင်းတို့ဘယ်လမ်းရွေးမှလဲဆိုတာကိုကျွန်တော်ပြည်သူအားလုံးသိရှိပါကြောင်း တို့ကြာရင်လည်းဒီနေ့ဗီဒီယိုအဆုံးသတ်ပြရစီ